ပညာပါတာရမာရုံရှာအတောကတောကိနေပဇံပညာပါတာရံဉာဏ်ပညာဒီဟူသော ပြတ်သက်ထက်သို့အာရုံရှာတက်၍ဟောမေ့နေတဲ့နေရာမှာမမေ့တာကိုအစားထိုးလိုက်ရင်အဲ့ဒီလူဟာဉာဏ်ပညာပြတ်သက်ကြီးပေါ်ကိုရောက်သွားတယ်တဲ့ဉာဏ်ပညာဆိုတဲ့အတိကိုပြတ်သက်လို့ရသော်ဗျာဥမာပေးရနော်အထက်မြင့်အဆောက်အဦကြီးပေါ်ရောက်သွားတယ်ပေါ့ဆိုလိုတာဟုတ်လား မြင့်ကိုရောက်သွားတယ်ဆိုလို့ရှိရင်တေကြတာကတော့အနိုင်မှနေတာထက်ပိုပြီးတော့အမြင့်ကျယ်မယ်ဟုတ်လားပညာပြတ်တတ်ပေါ်ကိုရောက်သွားတယ်ဆိုတာအမှန်တော့ပညာကိုအရှင်တန်းမြင့်နေဆိုတာနဲ့များများမြင်နိုင်နေဆိုတာနဲ့ဥမာပေးတာပါပဲအတိရှိတဲ့လူနဲ့အတိမရှိတဲ့လူဟာမြင်တာချင်းမတူဘူးအတိမရှိတဲ့လူဟာအမြင်ကျင်းတယ်အတိရှိတဲ့လူဟာအမြင်ကျယ်အလုံးကိုခြုံငုံပြီးတော့သုံးသပ်နိုင်တယ် အဲ့ဒါကို မြတ်စွာဘုရားကအမြင့်မှာနေတဲ့လူနဲ့အနှိမ့်မှာနေတဲ့လူမြင်တာချင်းမတူဘူးဆိုတာကိုဥမာပေးတာအပညာပြပါတာပညာတည်းဟူသောပြတ်သက်ထက်သို့အာရုံရှာတက်ရည်အမျိုးထဲမှာအထက်20 30 40အခုဆိုအထက်100 200အဲ့လိုတိုက်ကြီးတွေခေါင်းမပေါ်တက်ပြီးတော့မြန်ကြည့်ရမယ်ဆိုအားလုံးကိုခြုံငုံပြီးတော့မမြင်နိုင်ဘူးလားမြင်နော်အဲ့လိုပဲတတိနဲ့နေလာတဲ့အခါမမေ့မလျော့မှုနဲ့နေလာတဲ့အခါမှာသူ့ရဲ့ ဘဝရဲ့ပေါ်ခန္ဓာရဲ့ပေါ်လောကရဲ့ပေါ်မှာတိတဲ့အတိတွေကပို့ပြီးတော့များလာတဲ့တိုးလာအလိုအတိတိုးလာတဲ့အခါမှာသူဟာအမြင့်ကိုရောက်သွားတယ်အမြင့်ကိုရောက်သွားတော့သူ့ရဲ့အမြင်တွေကပို့ပြီးတော့ကျယ်ပြန့်လာတယ်ဒါကိုပြောတာနော်ပညာပါဒတံပညာတိဟုသောပြတ်တတ်သောအာရုံရှာတဲ့၍အာတောကတောကိဏိပဇံအတောကစိုးရင်ချင်းမရှိဘဲနဲ့တောကိဏံစိုးရင်ချင်းတို့ရောက်နေကြတဲ့ပဇံတတ္တဝါတို့ကိုအဝခတိ ကြည့်ရတယ်မြင်ရတယ်တဲ့ဟောအမြင့်ရောက်တော့သူဘာတွေမြင်ရတော့သူမြင်ရတာကိုပြောရင်နော်သူကိုနှိုက်ကစိုးရိမ်မှု မရှိဘဲနဲ့နောက်တခြားစိုးရိမ်ခြင်းတို့ရောက်နေကြတဲ့တခြားသောတတ္တဝါတွေကိုသူမြင်နေရတယ်တဲ့လူတွေများသောအားဖြင့်ပူလောင်မှုတွေစိုးရိမ်မှုတွေတောင်းကြမှုတွေညှဉ်းနှောမှုတွေနဲ့များစွာအလိုပဲနေကြရတာပါဟုတ်လားနော်ကြည်ကြည်လင်းလင်းအေးအေးချမ်းချမ်းအသိဉာဏ်လေးနဲ့နေနိုင်တဲ့တတ္တဝါဆိုတာအလုံးမရှားပါတယ် ဒေသနာလေးတစ်ခုကောင်းလေးဖြတ်ခနဲ့ဝင်လာတယ်ပြည်သူတို့လည်းကြားဥပါတယ်အန္တဘုဒ္ဓအယံလောကောတနုကိတ္တဝိပတ္တိတကုနောဇာလမုဒ္ဒောဝအဘောတက္ကာယကိစ္စတိတဲ့ကြားဥတယ်မို့လားအယံလောကောဤလောကလူအပေါင်းသည်အန္တဘုဒ္ဓပညာမျက်စိကင်းသဖြင့်အကန့်တဖွယ်သာဖြစ်၍နေကြကုန်၏တိထဤလောကကြီး၌တနုကောအနေငယ်များသောတတ္တဝါတို့ဒီသာလည်းဝိပတ္တိမှန်မှန်ကန်ကန်မြင်နိုင်ကြကုန်၏ ။ဟောလောကကြီးတစ်ခုလုံးကတော့အကန်းတပွဲနေနေတာတဲ့မြတ်စွာဘုရား။ဟုတ်လား။အနေငယ်များသော လူတွေသာတတဝါတွေသာမှန်မှန်ကန်ကန်သိပြီးတော့မြင်ပြီးတော့နားလည်ပြီးတော့နေနိုင်ကြတာတဲ့။တကုနောဇာလမုတ်တော်ဝအဘောတက္ကာယကိစ္စတိ။မုတ်ဆိုးရဲ့လက်ကတပန်းပြန်ပြီးတော့လွတ်ထွက်လာတဲ့ငှက်ဆိုတာအလွန်နဲသလို။သေးပြီးတဲ့နောက်မှာနတ်ပြည်ကိုရောက်ကြတဲ့တတ္တဝါနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့တတ္တဝါဆိုတာလောကမှာအလွန်မှနေတယ်တဲ့ အဘောတက္ခာယကိစ္စတိတက္ခာယတက္ခာဆိုတာဒီနေရာမှာနတ်ပြည်လို့လည်းအဓိပ္ပာယ်ယူလို့ရတယ်နိဗ္ဗာန်လို့လည်းအဓိပ္ပာယ်ယူလို့ရလူတွေသိပြီးတဲ့နောက်မှာနတ်ပြည်လို့ဆိုတဲ့ကောင်းတဲ့မြတ်တဲ့ဘဝကိုရောက်တဲ့တတ်တော်ဟာအလွန်နေတယ်။နောက်လူတွေဟာနိဗ္ဗာန်လို့ဆိုတဲ့ဒီမုံမြတ်တဲ့ချမ်းသာဒုက္ခကိုအာယုံပြုနိုင်မြင်နိုင်သိနိုင်တဲ့တတ်တော်ဟာအလွန်မှနေတယ်။သူကတော့ပုံနေမှာပေါ့။ဟုတ်လား။အဲ့တော့ပါလေစောစောတုန်းက မေခြင်းရဲ့နေရာမှာမမေခြင်းကိုအစားထိုးလိုက်လို့ဉာဏ်ပညာတွေကြီးလာလို့ပညာပြတ်တတ်ပုံကိုရောက်သွားတဲ့အဲ့ဒီတတ္တဝါကဘာကိုမြင်ရတာတော့သူကိုယ်တိုင်ကစိုးရိမ်မှုမရှိဘဲနဲ့စိုးရိမ်မှုတွေထဲမှာ နှင်မောနေတဲ့တတ္တဝါတွေကိုသူမြင်ရတယ်တဲ့သူကကြည်နေတာเนาะအကြည့်ခံရတာမဟုတ်ဘူးเนาะသူကကြည်နေတာသိနိုင်မြင်နိုင်တဲ့လူဩကြည်တန်လူတွေတော့အကြောင်းမျိုးမျိုးကြောင့်စိုးရိမ်မှုတွေထဲမှာပူလောင်မှုတွေထဲမှာနှင်မောနေကြတာ ဒါတွေကယုံပြီးတော့ထွက်ဖို့လည်းပဲမကြိုးစားဘူးဒါကိုလည်းမြင်နေရတယ်ပေါ့ဒါကိုပြောတာဟုတ်လားအဲ့မှာဆက်ပြီးတော့ပေါ်လွင်ထင်ရှားအောင်မြတ်စွာဘုရားဥမာတကူထပ်ပြီးတော့ပေးတယ်ပပတ္တထောဝဘူမတ်တိဒီရောပါလေအဝခတိပပတ္တထောတောင်ထိတ်၌တည်နေသောပုဂ္ဂိုလ်သည်ဘူမတ်တိမြေမြာရှိနေကြတဲ့တတ္တဝါတွေကိုအဝခတိဤဝကြည့်ရှုနေတဲ့ကဲ့သို့နော်ဒီရောဉာဏ်ပညာကြီးမားသော ပုဂ္ဂိုလ်သည်ဘာလို့မိုက်မဲသောပုဂ္ဂိုလ်ကိုအဝခတိကြည်နေတယ်မြင်နေရတယ်တဲ့နော်တောင်ထိပ်ပေါ်မှာရောက်နေတဲ့လူကတောင်အောင်မြေပြင်ပေါ်မှာရှိတဲ့လူတွေကိုအမြင်ကနေစီးပြီးတော့ကြည်နေသလိုဟောခုနတုန်းကပြက်သက်ဆိုတာတဲ့တော့သူကဘာဖြစ်သွားမြင်ရသွားတယ်နော်တောင်ထိပ်ပေါ်တောင်ရောက်တာတောင်ထိပ်ပေါ်မှာရောက်နေတဲ့တတ္တဝါကမြေပြင်မှာရှိတဲ့တတ္တဝါတွေကိုကြည်နေသလိုမျိုးဒီတော့အပ္ပမာဒတရားဖြင့်နေတဲ့ဖြင့် ဉာဏ်ပညာကြီးမားလာတဲ့ပညာရှိတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာဘာလို့ပမာဒတရားနဲ့နေလို့ဘာအသိဉာဏ်မှမဖြစ်ထွန်းတဲ့မိုက်မဲတဲ့လူတွေကိုအဝကတိမြင်နေရတယ်ကြည်နေရတယ်တဲ့ကိုကကြည်နိုင်မြင်နိုင်တဲ့အပိုင်းမှာပါခြင်းလားအကြည့်ခံအမြင်ခံရတဲ့အပိုင်းမှာပါခြင်းလားတော့ကိုကကိုစဉ်းစားအောင်နော်ဟုတ်လားမိမိရောရောပေါ်ပေါ်ဆာဆာနေရင်တော့ပညာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ တော့အကြည့်တာကိုကြည်တာကိုခံရမှာဒီလိုတွေညံ့လိုက်တာဆိုတာဟုတ်လားသူတို့ရဲ့ကြည့်ရှုတာကိုခံရမှာသူတို့ရဲ့တနာတာကိုခံရမှာပေါ့ဟုတ်လားသူတို့တနာတာခံရတာလည်းကောင်းပါလေဟုတ်လားနော်လူချင်းချင်းဆိုရင်တော့များသောအားဖြင့်တော့မကြည်နှံ့မှုတွေနဲ့ပဲဆက်ဆံကြတာနော်မေတ္တာတွေကရုဏာတွေဆိုတာအလုံးမရှားခဲ့ပါလေဟုတ်လားအေးပညာရှိသူတော်ကောင်းတို့ရဲ့မေတ္တာတွေကရုဏာတွေရှားရတာလည်းလွန်ကောင်းပါလေနော်အေးအဲ့တော့ပြောချင်တာကကိုကိုယ်တိုင်ကအဲ့လိုမျိုးမေတ္တာတွေကရုဏာတွေထားနိုင်ပြီးတော့ နော်အတိဉာဏ်မရှိလို့အတိဉာဏ်ရှိအောင်လည်းမလုပ်ကြလို့နော်မေမေရောရောပေါ်ပေါ်ဆားသားနဲ့နေကြလို့နော်စူစူဝါဝါခံစားနေရတဲ့ဆင်းရဲနေကြတဲ့နော်အကြည့်ခံရတဲ့တတ္တဝါတွေထဲမှာတော့မပါတင်ဘူးဟုတ်လားအေးဒါကြောင့်ဒီကထာလေးကဟောပမာဒရဲ့ဂုံကြီးကိုအလွန်တရာမှတင်းတင်းရှားရှားပြောနိုင်တယ်လို့လည်းမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ပြန်ပြောပါနော်ဒီကထာလေးကိုအတိဉာဏ်ရှိလာတဲ့အခါမှာမေခြင်းရဲ့နေရာမှာမမေခြင်းကိုအစားထိုးလိုက်တယ် အဲ့လိုစားထိုးလိုက်တော့ပညာပြတ်သက်ပေါ်ကိုရောက်ပြီးတော့ကိုကိုယ်တိုင်ကစိုးရိမ်မှုမရှိဘဲနဲ့စိုးရိမ်မှုတွေရှိနေကြတဲ့တတ္တဝါတွေကိုကြည်ရတယ်မြင်ရတယ်တောင်ထိပ်မှာရောက်နေတဲ့တတ္တဝါတွေတောင်အောက်မှာရှိနေတဲ့တတ္တဝါတွေကိုကြည်တယ်လို့မျိုးအပမာဒနဲ့နေလို့ပညာရှိလာတဲ့ပုဂ္ဂိုလ်ဟာပမာဒနဲ့နေနေတဲ့အတွက်ကြောင့်ပညာမရှိတဲ့လူမိုက်တွေကိုမလုပ်နေတော့ကြည်နေတယ်မြင်နေတယ်တဲ့အဲ့လိုဆိုလို့ရှိရင်ပမာဒရဲ့အပြစ်ကိုလည်းပဲတခါတည်းဖော်ပြပြီးသားဖြစ်မယ်လို့ထင်ပါ တော့မေမေရောရောပေါ်ပေါ်ဆဆနေမယ်ဆိုရင်တော့အတိဉာဏ်ပညာအရှင်တန်းကဘယ်တော့မှမြင်လာမှာမဟုတ်ဒါပဲဒီနာဒီဘာမှအမြင်မကျေပဲနဲ့နော်ငါငါဥစ္စာဆိုတာရဲ့ဟိုဘက်ကိုတိတ်ပြီးတော့မလွန်ဘူးရခြင်းနဲ့ငါအတွက်ငါဥစ္စာအတွက်ဒါနဲ့လုံးတွေ့ခတ်မရရင်စိတ်ပြည့်မယ်ရအောင်ရှာမယ်ပြား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 နဲ့ဒီလိုနေမှာပဲဟုတ်တယ်မို့လားဒါကအဲ့တိုင်းနေတော့ဘာဖြစ်လာမှာတော့နော်တောကဖြစ်เสียကြုံရင်တောကဖြစ်မယ်ငိုကြွေးเสียကြုံရင်ငိုကြွေးရမယ်နောက်ဆုံး တဘာဝတရားကပျက်စီးမှုသူ့ရဲ့လက္ခဏာကိုထင်ရှားပြလာတဲ့အချိန်မှာအကြီးအကျယ်တုံ့လောက်ချောက်ချပြီးတော့စိုးရိမ်ကြလိမ့်မယ်ငိုကြလိမ့်မယ်ဟုတ်လားအဲ့ဒါတွေမကဘဲနဲ့မိုက်မဲတဲ့အနေအထားမျိုးကိုတောင်း ကိုယ့်ရဲ့ဘဝဟာတဖြည်းဖြည်းနဲ့တောက်သွားတယ်။ဘာမှမကိုကသတိမထားတဲ့အခါကျတော့တည်ရင်တည်တိုင်းတာကိုဘာမှမသိဘူး။မသိတဲ့အခါကျတော့မသိဘူးဆိုရင်ဘယ်ရှင်းနဲ့ထည့်ရမှာလူမိုက်ရှင်းနဲ့ထည့်ရမှာဟုတ်ရဲ့လား ဒါကြောင့်ပမာဒဆိုတဲ့မိလျော်ချင်းရဲ့အပြစ်ကိုလည်းပဲဒီတိုင်းနဲ့ထဲမြင်ပြီးတော့အပမာဒရဲ့ဂုံကျေးဇူးကိုသိမြင်သားလည်းပြီးတော့အပမာဒတရားနဲ့တတ်နိုင်နေမြနေအောင်ကြိုးစားကြရတာဟုတ်လားခုဒီမှာ9ရက်လောက်အချိန်ယူပြီးတော့ကြိုးစားတယ်ဆိုတာကတော့ပို့ပြီးတော့ထိထိရောက်ရောက်ဖြစ်အောင် အထောက်ကြတဲ့သဘောပါပဲနော်စိတ်သာမလာပြီးတော့နေတဲ့အချိန်နဲ့ကိုယ်အိမ်ကိုကိုယ်အလုပ်ထဲကိုမာပုံမှန်ဘဝမှာနေတဲ့အချိန်ကအများကြီးပုံမများဘူးလားများ တော့ရိတ်သာလာပြီးတော့နေတယ်ဆိုတာကတနည်းအားဖြင့်လည်းပဲကိုယ်အိမ်မှာနေတဲ့အခါမှာအလေးကျင့်ကောင်းလေးစွစွမြဲမြဲဖြစ်အောင်လာပြီးတော့အထူးပြုပြီးတော့လေ့ကျင့်တဲ့သဘောလိုလည်းဒီလိုခံယူထားသိခြင်းလေဟုတ်လားအိမ်မှာနေတဲ့အချိန်မှာကြွညံ့ကျင်ကျင်လေးနေတဲ့အောင်ဒီမှာလာပြီးတော့နော်တကယ်ကိုနော်ကြိုးစားအားထုတ်ပြီးတော့လေ့ကျင့်ခန်းလာဝင်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးခံယူထားမှဟုတ်လားဒီမှာလာလို့မယ်ပြန်သွားတာနဲ့ပြီးသွားပြီလို့ အောင်မေးလို့မရဘူးเนาะကျန်တဲ့ချိန်တွေကများတာဟုတ်လားအဲ့တော့အိမ်မှာနေရင်လည်းပဲကိုးပါးတာတကယ်တရားတရားရှိမယ်စ조사အထုတ်မယ်ဆိုရင်တတိထားတဲ့လုပ်ငန်းစဉ်ကိုလုပ်လို့မရဘူးလားเนาะကုံချမ်းအနေနဲ့ပေါ်လေပြောရမယ်ဆိုရင်ဒီယုံနံတွေကတော့ဒလဇက်ဖြစ်နေတာပဲလေသူတို့ပုံမှာကိုသိနိုင်ရင်သိနိုင်တယ်လို့တတိထားနိုင်ရင်ထားနိုင်တယ်လို့ဉာဏ်ပညာဆိုတဲ့အကျိုးရလက်ကတော့ထွက်လာမှာပဲဟုတ်တယ်မို့လားဒါအမြဲတမ်းရှိနေတာအမြဲတမ်းဖြစ်နေတာဒီယုံနံတွေကအမြဲတမ်းဖြစ်နေတာအမြဲတမ်းရှိနေတာမဟုတ်အမြဲတမ်းဖြစ်နေတာ အဲ့ဒီအမြဲဖြစ်နေတာကိုမလုပ်ဘူးဖြစ်နေတဲ့အတိုင်းတည်နေဖို့လိုတယ်ဖြစ်တာကိုသာဒလက်ဆက်အတိစိတ်မဲ့ဆိုရင်ပျက်စီးနေတယ်ဆိုတာကိုသိဖို့ဘာခက်ခဲမှသိမရှိဘူးအဲ့ဒီဖြစ်နေတာတွေကိုမသိလို့နောက်ထပ်ဖြစ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 ်လာတာကိုမသိလို့အရင်ဖြစ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 ်သွားတာတွေကမရှိတော့တာကိုမသိရဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတို့ပေါင်းတို့အမာဒရဲ့အကျိုးကျေးဇူးနော်နေ့စဉ် နေထိုင်တဲ့ဘဝမှာများစွာအသုံးချနိုင်ဖို့ကပိုပြီးတော့အရေးကြီးဘူးလားအရေးကြီးပါတယ်ဒီမှာလာနေတယ်ဆိုတာဘာမှမပြောပါတော့တဲ့အချိန်လေးပါဟုတ်လားအေးဒါပေမဲ့ဒီအချိန်လေးကိုပဲတိတိယောက်ယောက်လုပ်မယ်ဆိုရင်အလေးကျင့်ကောင်းလေးတစ်ခုတော့တိတိယောက်ယောက်တနည်းအားဖြင့်အတွေ့အကြုံကောင်းလေးတစ်ခုလောက်မြန်ရသွားမယ်ဆိုရင်တော့အဲ့ဒါလေးကအမှတ်တရရတရားလေးနဲ့ဩဒါကတော်တော်ကောင်းတာပဲဆိုတာမျိုးလောက်ဖြစ်သွားမယ်ဆိုရင်အများကြီးကြိုးမရှိနိုင်ဘူးလားရှိနိုင်နော်